ချင်းတွေးရဲ့ဂေါလာဟာလာတွေကိုဖန်ဆိုဂျွန်းဘာလို့မတုံ့ပြန်ခဲ့ရလဲပရိသတ်များရှင်ဂေါလာဟာလာအဖြစ်အပျက်တစ်ခုကအရာအားလုံးကိုပြောင်းလဲစေရဲဆိုတဲ့မင်းသားဖန်ဆိုဂျွန်းက သူရဲ့အတွေ့အကြုံကိုထုတ်ဖော်ပြောကြားခဲ့ပြီးတော့ချင်းတွေ့ရဆိုတဲ့ကောလာဟလာကိုဘယ်တော့မှမတုံ့ပြန်ဘူးလို့ဆိုပါတယ်ဖတ်ဆိုချုံးကသူရဲ့ကိုယ်ပိုင်ဘဝနဲ့ပတ်သက်ပြီးတော့အများအားလျှို့ဝှက်မထားဘဲနဲ့လူအများထင်တဲ့အကြောင်းကိုမှတ်ချက်မပေးဘူးလို့ဖွင့်ဟခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကားပါကင်ရထွက်သွားတဲ့အချိန်မှာသူ့နောက်ကိုအဆက်မပြတ်လိုက်ခဲ့ရတာကိုကြုံခဲ့ရသလိုသွားမယ့်နေရာကိုတောင်တိပြီးတော့ကြုံရောက်နေတဲ့အချိန်တွေရှိခဲ့ပါတယ်။နှစ်လနေပါချောင်းကြီးခံရတဲ့သူ့အတွက် ဒါဟာကြောက်စရာအကောင်းဆုံးဖြစ်ခဲ့ပြီးတော့အဲ့ဒီအတွေ့အကြုံကအမှန်သားတစ်ခုဖြစ်ခဲ့တဲ့အပြင်ဒါသူ့ရဲ့ကိုယ်ပိုင်ဘဝအကြောင်းကိုမပြောပြဖြစ်ခဲ့ရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါရင်ဘယ်ဆိုကြုံကတော့ဒီလိုအတွေ့အကြုံတွေကြောင့်သူ့ကိုကိုယ်ရေးကိုယ်တော်ဘဝနဲ့အနီးဆုံးလူတွေကိုမဖော်ပြခြင်းမို့ဆိုပြီးတော့ပြောပါရင်နောက်ပြီးတော့ မိသားစုဝင်တွေကိုမထိခိုက်စေဖို့ဂရုတစိုက်နေထိုင်ပြီးတော့အရင်ကတော့မိသားစုဝင်တပ်ပုံတွေကိုသဘောချလို့တင်ထားပေမဲ့အဲဒီလိုမျိုးအခြေအနေဖြစ်ပြီးတဲ့နောက်မှာသူရဲ့အနည်းဆုံးလူတွေကိုပါဒုက္ခပေးနိုင်တယ်ဆိုတာသိလိုက်ရတာပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်း Asia Studio ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။